ိုင်းမြန်မာအနေဆက်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ရှိစစ်ကောင်စီတပ်ရဲ့မော်ပွီးလူမဲလာစကန်ကို KLNL ပူးပေါင်းတပ်ဖွဲ့ကပြီးသက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးစကန်သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားခဲ့တယ်လို့နေဆက်သတင်းမြင့်တွေကတန်တွင်တိုင်းကိုပြောပါတယ်။နှိုင်းမြန်မာနေဆက်နာတောင်ရင်မြစ်ကမ်းပေးမှာရှိတဲ့မော်ကွင်းလူမေလာစစ်ကောင်စီစကန်ကိုမေလာ15ရက်နေ့မနက်ပိုင်းမှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မခွနဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ကစတင်ဒိုးစစ်စင်တိုက်ခိုက်တာဖြစ်ပါတယ်။မော်ကွင်းလူမဲလာစကန်သိန်းတိုက်ပွဲစတင်ဆင်နွှဲပြီးတရက်ကြာမေလ16ရက်နေ့မနက်6နာရီချိန်ကမှစကန်တစ်ခုလုံးကို KNL KNDU တပ်ဖွဲ့ကအပြည့်အစုံရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးစစ်လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေအများပြားကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့နေဆက်သတင်းမြစ်တွေကဆိုထားပါတယ်။စကန်စွန့်ခွာထပ်ပြေးခဲ့ကြတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNL KNDU တပ်ဖွဲ့ကတိုက်လံရှင်းလင်းလှုပ်ဆောင်နေပြီးအဲ့ဒီတိုက်ပွဲကြောင့် ထိုင်းစစ်တပ်ကနေဆက်ဒေသလုံးကျုံကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာမော်ပွီးလူမဲလစကန်တင်ပိုက်ခံရတဲ့အတွက်မေလ16ရက်မနေ့ပိုင်းမှာလေနဲ့လာရောက်ဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေပြီးတိုက်ပွဲကြောင့်ဒေသခံရဲသား400ကျော်ဟာထိုင်းဘက်ကိုရောက်ရှိခိုးလုံနေတဲ့အတွက်ထိုင်းစစ်တပ်ကလက်ခံဆောက်ရှောက်ကူညီထားပေးတယ်လို့ထိုင်းနေဆက်သတင်းမြစ်တွေကဖော်ပြထားပါတယ်။ KNU ဖန်အန်ခိုင် တက်မာခွနင်းနယ်မြေပိုင်ယုံမြို့နယ်ထဲမှာစစ်ကောင်စီစတက်စကန်တွေကိုပြီးခဲ့တဲ့မတ်လပိုင်းကစကား KNNA KNDU တပ်ဖွဲ့တွေကထိုးစစ်ဆင်မှုလှုပ်ဆောင်ခဲ့ရာပူးလူတူ တခေါ်ပီခီမော်ဖာသူတာလေစတဲ့စကန်တွေတခုပြီးတခုဇက်တိုက်သိမ့်ပတ်ရရှိခဲ့ပြီးအခုခါမှာမော်ကွေးလူမဲလာစကန်ကိုထပ်မံသိမ့်ပတ်ရရှိခဲ့တာပါအဲ့ဒီနယ်မြေထဲမှာတော့ဒေါနာတောင်တန်းပေါ်နော်တရာတောင်ထိပ်ကနော်တရာစကန်နဲ့ မော်ဖိုးကီစကန်တို့ကြန့်ရှိနေသေးပြီးကြန့်ရှိတဲ့စကန်တစ်ခုကိုတော့ KNNA KNDU တပ်ဖွဲ့အနေနဲ့ဆက်လက်ထိုးစစ်ဆင်သွားအောင်မှာဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေကသုံးသပ်ထားပါတယ်။ KNU တပ်မခုနှစ်နဲ့မြေဟိုင်းနေစစ်နာကစကန်သိန်းတိုက်ပွဲချင်းနေတဲ့တပ်မ6နဲ့မြေကော့ဂရိတ်ဂျုံတူးမြို့ကတိုက်ပွဲချင်းနေတွေကြောင့်စစ်ကောင်စီတပ်ဟာပြင်းပြင်းနဲ့မြို့တော်ဖမ်းမြို့ပေါ်မှာခံစစ်ပြင်းစင်မှုတွေလုံခြုံရေးတင်းကျပ်တာတွေပြင်စစ်သည်မော့တွေချထားပြီးကင်းချစောင့်ကြည့်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။